နခဲမှာကောင်းတာလုပ်လို့ရှိရင်ဘယ်ချိန်ဖြစ်ဖြစ်ကောင်းတာလုပ်ရင်ကောင်းတဲ့နတ်ခတ်ပဲလို့ဒီလိုပြောတာနော်ဘယ်နေ့မှဥမာပဲဒီနေ့ကပြဇရာရဲ့ဒီနေ့ကရရစားရဲလို့ဒီလိုရွေးစရာမလိုကောင်းတဲ့အလုပ်လုပ်တာမှန်သမျှကောင်းတာဖြစ်စေနိုင်တယ်သူနခတ်တန်သူမင်္ဂလာတုပ်ပဘာတန်သူဟုတ်တည်တာသူခနောသူမဟုတ်တော့စာသူအိဋ္ဌံဇမစာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမ ်ရသဗျာအဆုံးမဉာဏ်ဓမ္မကောင်းတယ်ဒီပုဗ္ဗန္နသုံးပါဆိုရင်အေးမနဲ့ခင်းဟာကောင်းသောနာနဲ့ခင်းဖြစ်ဖို့ဘာလို့ရောကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်ကကောင်းတဲ့သူစိုက်ကောင်းတာကိုတွေးရမယ်ပြစ်ခင်းတာကောင်းတာကိုတွေးရမယ်ကောင်းတာကိုပြောရမယ်ကောင်းတာကိုလုပ်ရဓမ္မကောင်းသောနာနဲ့ခင်းဖြစ်တယ်ကောင်းတဲ့နေလေခင်းဖြစ်ဖို့ဘာလို့ရောကိုတွေးတဲ့အတွေးပေါ်မှာကိုလုပ်တဲ့ကိုပြောတဲ့စကား ကိုလှုပ်တဲ့အလုပ်ပေါ်မှာမှုတည်တယ်။ကောင်းသောညဏ်ိခင်ဖြစ်ပေါ်ရတယ်။ကိုတွေးတဲ့အတွေ့ကိုပြောတဲ့စကားကိုလှုပ်တဲ့အလုပ်ပေါ်မှာမှုတည်တယ်လို့အဲ့တော့ဆန်းစရံမှာကိုပြောတာအပြစ်ကင်းတဲ့စကားလားကိုတွေးတာအပြစ်ကင်းတဲ့ကိုပြောကိုလှုပ်တဲ့အလုပ်ဟာအပြစ်ကင်းတဲ့အလုပ်လားလို့ဒါပဲဆန်းစစ်စရာလို့တယ်။ပြတ္တရာရဲရစာရွေးစရာတိတ်ပြီးတော့မလို့လားနော်။ဟုတ်ပါဘူး။ဘေးရင်ဂိန်းခန်းနေရဲ့ ဒီလိုပြောတော့အစွန်းရောက်တယ်လို့တချို့ထင်ကောင်းတယ်မြတ်စွာဘုရားဟောတဲ့အဆုံးမှာပဲဒါနော်မြတ်စွာဘုရားကိုယုံကြည်တဲ့အာကိုးတယ်ဆိုလို့ရှိရင်ဘုရားဆုံးမတိုင်လိုက်တာမှာပေါ့အဲ့တော့ဒါတွေကိုအလေးနဲ့မထားဘူးလောကဆိုတာဒီအများယုံကြည်တိုင်းမှန်တယ်လို့လည်းပြောလို့မရဘူးအကုန်လုံးနဲ့အမှားရှိလို့ဒီလိုပြောတာမဟုတ်ဘူးနော်မှန်တာရှိတယ်လို့မှားတာရှိတာလည်းရှိနိုင်တယ်ပေါ့မြတ်စွာဘုရားက နက္ခတံပฏิမာနန္တံအထောဘာလံဥပိစ္ဆကာအေးဒီနေ့နက္ခမကောင်းသေးဘူးနက္ခလည်းမကောင်းသေးဘူးသဘဲခါလည်းမကောင်းသေးဘူးနော်ရွှေဝဲရာတောင်မှအမြိတ်တဆုပ်ရက်မှရွှေဝဲရမယ်ဆိုမကောင်းသေးဘူးဈေးရတက်သွားနောက်ကျတော့အမြိတ်တဆုပ်စောင့်တာနဲ့ဈေးတက်သွားတာနဲ့သွားကြုံဟုတ်ကဲ့လားအဲ့ဒါလို့ရှင်မကောင်းသေးဘူးနဲ့ရွှေရင်ရွှေရင်နဲ့နောက်ကျကြံရတယ်အဲ့မှာဂါရာလေးက လက်ခတ်တံပฏิမာနေတံအထောပါလဥပိ္ပစကာကောင်းကျိုးချမ်းသာတွေဟာလက်ခတ်ကောင်းတဲ့နေ့ကိုညှော်လင့်ဆောင်စားနေတဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုတဲ့ကောင်းတဲ့အကျိုးတရားတွေကကြော်ဖြတ်သွားပြီဆုံးရှုံးသွားပြီလို့ပြောတာဒါเนาะခဏလေးလောက်မယ်လို့ခဏလေးလုံးမှပြတ်ပြတ်သားကြသေးလို့ရဲရစာကိုစောင်းပြီးတော့လုံနေမယ်ဆိုရင်ဒီနေ့ရရမယ်အလုံးမရတော့ဘူးဒီလိုဆို ဲ့ဒါလည်းအလေးနဲ့ထားဖို့လိုအပ်တယ်ပေါ့။ဘုရားဘာသာဝင်တွေတော်တော်များများဒါကိုယုံကြည်လက်ခံနေကြတော့မယ်။အားကိုးကြတော့မယ်။အဲ့တော့မြတ်စွာဘုရားကနက္ခတံပဋိမာဏတံနက္ခကိုစောင့်မျှော်နေတာနက္ခကောင်းသည့်အထိအဲ့လိုစောင့်မျှော်နေတဲ့ဘာလကိုတဲ့အထွန်းဥပိ္ပစကကောင်းကျိုးချမ်းသာတွေကလွန်မြောက်သွားတယ်ဆိုတော့ကောင်းကျိုးချမ်းသာတွေက ချိန်ကုန်ဆုံးသွားလို့လောက်လည်းများတော့ဘူးလို့သူတို့ပြောတာနော်အဲ့ဒီမှာရှင်းရှင်းလေးအထောအထသနက္ခတံကိုလိုချင်တဲ့အကျိုးရရင်ဒါကောင်းသောနက္ခတ်ပဲဒီနေ့သွားမှရမယ်ဆိုရင်ဟာဒီနေ့ပြတရားကြီးမသွားနဲ့အောင်ရဲရစာဆောင်းအောင်ဆိုဒီနေ့ရရမယ်ဟာမရတော့အဲ့ဒီကောင်းသောချမ်းသာဒုက္ခကိုရခြင်းတည်တာလင်တကယ်နက္ခတ်ကောင်းလို့ပြောရတာလို့ရင်းဒီလိုဆိုလိုတာနော် မြတ်စွာဘုရားကအမတ္တမလက်တွေ့ကြဟောတာနော်ခွေးကြိုက်လို့ပဲတည်တည်ဒုံနဲ့ရိုက်လို့ပဲတည်တည်ယုံရတာလူရင်းဆိုပြမစကားကောင်းပုံပဲပေါ့ယုံရတာအဓိကပဲခွေးကြိုက်တဲ့ယုံလားဒုံနဲ့ရိုက်လို့ရတဲ့ယုံလားလို့ပြောစရာမလိုလက်ထဲယုံရောက်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့ဒါမျိုးလို့ကောင်းကျိုးချမ်းသာရဖို့အတွက်လုံးတဲ့အချိန်မှာမြန်မြန်လောကကိန်းဂရိတန်တိတာရကပဲ ကောင်းကင်ဘုရားနက်ခတ်တည်းကဘာလို့မှလဲသူ့ဘာသူပဲเนาะဒီလိုဆိုတာကောသို့တော်ဒီကနေ့ထိအာကိုနေကြတော့မှရှိသေးတာပေါ့တကယ်လှုပ်တဲ့လှုပ်ထိုက်တာနဲ့ကျုံးလာလို့ရှင်အဲ့ဒါမျိုးဒီလောက်ကြီးအလေးနဲ့ထားပြီးအာကိုကိုမလို့ရဘူးလေကိုလို့ရမယ်အလို့ကောင်းတာလားမကောင်းတဲ့အလို့လားကောင်းတဲ့အလို့လားမကောင်းတဲ့အလို့လားဒါသာစဉ်းကျင်စဉ်းစားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ဖို့ပဲတယ် ဒါဗုဒ္ဓအဆုံးမဒီဗုဒ္ဓအဆုံးမလေးတွေလက်ဆင့်ကမ်းသွားဖို့လိုအပ်တယ်